ဟာမတ်စ်အဖွဲ့အနေနဲ့အပြစ်ခံရင်ဆိုင်သဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုတာကအမြင့်ဖြတ်ချိန်မုံခံရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအောက်တိုဘာ20ရက်ကပြောပါရယ်။ဒါပေမဲ့ဟာမတ်စ်အဖွဲ့ကအပြစ်ခံရင်ဆိုင်သဘောတူညီချက်ကိုလိုက်နာဆောင်ထိန်ဖို့အခွင့်အရေးပေးမယ်လို့လည်းထရမ့်ကဆိုပါရယ်။ကျွန်တော်တို့ကဟာမတ်စ်အဖွဲ့နဲ့သဘောတူညီချက်တစ်ခုပြုတ်လုထားပါရယ်။ တို့ကအရန်ကောင်းကောင်းမွန်မွန်နေမယ်အဆင်ပြေပြေနေမယ်ဆိုတဲ့သဘောတူညီချက်ကိုပြုတ်လုခဲ့တာပါလို့ထရမ့်ကအင်ပီရိုမာသတင်းတောက်တွေကိုပြောပါတယ်တို့ကအဲ့လိုမနေဘူးဆိုရင်တော့ကျွန်တော်တို့ကလည်းလိုအပ်ရင်လိုအပ်တယ်လို့တို့ကိုအမြင့်ဖြတ်ချိန်မုံသွားမှာပါတို့ချိန်မုံခံရမှာကိုလည်းတို့သိပါတယ်လို့ထရမ့်ကပြောပါတယ် လွန်ခဲ့တဲ့သတင်းနှစ်ပတ်နီးပါးကထရမ့်ဟာဂါဇာမှာအပြစ်ခတ်ရေးဆွဲသဘောတူညီချက်ရရှိအောင်ကူညီလှုံ့ဆော်ပေးခဲ့ပါတယ်။ဒါပေမဲ့ဟာမတ်စ်အဖွဲ့ဟာတိုက်ဆုံသွားခဲ့တဲ့တရားခံတွေကိုလွှဲပြောင်းပေးရခြင်းမရှိကြောင်းအစ္စရေးကဆွဆွဲခဲ့ပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ဒီအပြစ်ခတ်ရေးဆွဲသဘောတူညီချက်ဟာကျိုးပြတ်မဲ့အခြေအနေကိုရရှိခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့ထိတ်သိမ်းစစ်ဆန်ဆွေးနွေးသူခါလီအေဟီယာက၎င်းတို့အဖွဲ့ဟာအပြစ်ခတ်ရေးဆွဲသဘောတူညီချက်ကိုလိုက်နာနေစေဖြစ်ကြောင်းအေဂျင့်နိုင်ငံရဲ့ အင်ဟာရီဟာနျူးစ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။တရားခံတွေရဲ့ယူအလောင်းတွေကိုအပြက်စီးတွေအောက်ကဆွဲထုတ်ဖို့ကအရန်ခတ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့ကိုဆွဲထုတ်နိုင်မှုအပြင်းထန်ကြိုးပမ်းနေပါတယ်လို့၎င်းကပြောပါတယ်။ဂါဇာအပြစ်ခတ်ရဲစေးသဘောတူညီချက်ကိုလိုက်နာသွားမှာဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့ဒီသဘောတူညီချက်ကိုမိမိတို့အလိုရှိတာကြောင့်ဖြစ်တယ်လို့၎င်းတို့ကပြောကြားခဲ့ပါတယ်။